ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူမေမေကွန်ရှင်ကတော့ဥဟန်ဇော်ထွန်းပါသူကောင်းအောင်မေးထားတာပေါ့နော်ဟုတ်ပြီသူကသူကလေးအတွက်မေးတာထင်တယ်ဆရာကြီးဆရာကြီးခင်ဗျားတဲ့ကလေးနာမည်ကလင်းတေဇာပေါ်ပါတဲ့ဟိုယောက်ျားလေးပေါ့ဟုတ်ကဲ့ဆရာကြီးအသက်က3နှစ်ပါတဲ့ဟုတ်ပြီအရွယ်ကောင်းနေဟောကလေးမှာတဲ့ပြန်ရီကျော်ကင်စာလို့ဆရာဝန်ကပြောပါတယ်တဲ့ပြန်ရီကျော်ကင်စာတဲ့ဟုတ်ပြီ အခုမန္တလေးဂရင်950မှာစေးကူပြီးတဲ့နောက်တစ်ပတ်မှာဂရင်300မှာစေးဆက်ကူရမယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီကင်ဆာဆေးသွင်းရမယ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီဗျာဆေးရုံကပြန်ဆင်းလာရင်တဲ့ဘာတွေလိုက်နာရမလဲကျင့်သုံးပေးရမလဲဆိုတာသိချင်ပါတယ်ခင်ဗျာဟုတ်ပြီဘုရားပြုတ်ွက်ကိစ္စတွေကိုလည်းပဲဟုတ်ကဲ့ပါဆရာဆိုးအောင်ပြုပါဟုတ်ကဲ့ပါဆရာလိုက်နာစရာဆိုလို့ကလေးကိုနံပါတ်1ဘာအကျော်မှမကြွေးပါနဲ့ ဟုတ်ကဲ့ပါဆရာဒီရွယ်ကလေးလေးဆိုတာအကြော်ကြိုက်တတ်တယ်လေဟုတ်ကဲ့ပါဆရာဒီမှာအာလူကြော်ငမုတ်ကြော်ဣကြကွေးကြော်စမူစာကြော်ငားကြော်ကြက်ကြော်အဲ့လို အကြော်မှန်သမျှအကိုရပ်လိုက်ပါဟုတ်ကဲ့ပါဆရာအကြော်မှန်သက်ရတဲ့စားစရာမရှိတော့ဘူးဖြစ်မယ်စားစရာဒိန်ချင်လေးတိုက်ပေးပါဟုတ်ကဲ့ပါဆရာမထင်းနဲ့တိုက်ရပါမယ်ရေခဲမပါပါဘူးနောက်မကြီးဖြော်လေးတိုက်ပေးပါနောက်ရနိုင်မယ်ဆိုရင်အဲ့ဒီမှာကစွန်းရွက်အယူအနီကိုထင်းနဲ့ပြုတ်ပလိုက်ပါ ဟုတ်ကဲ့ပါဆရာချင်းပြူချင်းတောက်လို့ရှိရင်ခလေးတောက်ချင်မှာမဟုတ်ဘူးဟုတ်ကဲ့ကော်ဖီမုံလေးအနံလေးမွှေးအောင်နဲ့တဲ့ဟုတ်ကဲ့ပါဆရာကျွန်တော်ရေးရိုးနီပြုတ်ထားတာကိုကော်ဖီမုံလေးထည့်ပြီးတော့အဲ့ဒါလေးကိုရေစားသားတောက်နည်းနည်းချင်းတောက်အမြဲတည်းပေးနည်းနည်းချင်းတောက်အဲ့လိုတောက်လိုက်ရှိဒီခလေးတက်တောက်တက်တာချစ်ဖြစ်တော့မှာပါဟုတ်ကဲ့ပါဆရာလိန်စီရတော့ကရမက်ပေါ့နော်တနခါကရမက်လိန်စီရတော့တနခါကရမက်လိန်ပါကဲပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ပြရရှင်းကြပါစီဗျာ ရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေခွန်းရှင်ကဥထွေးအောင်ပါဟုတ်ပြီဥထွေးအောင်အတွက်ပေါ့နော်အသက်60ရှမ်းပြည်တောင်ပိုင်းရွှေညောင်အတွက်မေးသူကဒေါ်အောင်မှာအမျိုးသမီးသူ့အမျိုးသမီးပေါ့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးရှင်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ကတဲ့အိမ်ထဲခြံအသိခံရပြီတဲ့စိတ်တွေကြောင်ခြောက်ခြားဖြစ်ပြီးတယောက်တည်းစကားပြောပါတယ်တဲ့ဒီဥထွေးအောင်ပါပေါ့နော်ဘာဖြစ်လို့တိန်တာလဲ ဲ့ဒါတော့မပေါ့အကြောင်းကြောင့်ပေါ့ဟုတ်ကဲ့ဆရာကြီးတရဇက်ပြောပါတယ်တဲ့ရေချိုးတာလည်းမမှတ်မိပါဘူးတဲ့ဟုတ်ပြီခမင်းစားပြီးလည်းမမှတ်မိပါဘူးတဲ့ဟုတ်ပြီဒါပေမဲ့တဲ့လွန်ခဲ့တဲ့အနှစ်20ကကိစ္စကိုတော့မှတ်မိပါတယ်တဲ့ဟုတ်ပြီရခင်ကတဲ့စည်ရေးဝန်တန်းမှာတဲ့ဟုတ်ပြီဗျာပျောက်ကင်းအောင်တဲ့ဘလို့ကုသရမလဲလမ်းညွှန်ပေးပါရှင်စိတ်ထိခိုက်သွားတာပဲတကယ်တော့ဟုတ်ကဲ့ဆရာကြီးစိတ်ထိခိုက်သွားတာပဲစိတ်ထိခိုက်သွားတဲ့အခါကျတော့ကောင်းတာပေါ့နော်စိတ်တည်ကြည်မဲ့နီးကြည်နီး ရှားမယ်ကိုယ့်အိမ်မှာကိုယ်ရှိပြီနော်ဖះရှိကိုတရားအထုတ်တာမျိုးသို့မဟုတ်ရိတ်တာတွေပြောတယ်လေဟုတ်ကဲ့ဆရာရိတ်တာတစ်ခုမှသွားပြီးတော့ရိတ်တာဆရာတော်ရှင်ချင်းကတ်နော်ချင်းကတ်ပြီးတော့စိတ်ငြိမ်အောင်စိတ်တည်နေအောင်စိတ်ကိုဘလို့ထဲရမယ်ဆိုအောင်နီလန်းယူဟုတ်ကဲ့ဆရာအဲ့လိုယူလိုက်လို့ရှိရင်ဒါလွယ်လွယ်လေးစိတ်ငြိမ်သွားသည်နဲ့မျှစိတ်ငြိမ်သွားသည်နဲ့မျှအားလုံးကငြိမ်လာမယ်ဟုတ်ကဲ့ပါဆရာအဲ့လိုလေးမြန်မြန်လုပ်လိုက်ပါလို့ဟုတ်ကဲ့ပါဆရာ ဆရာကြီး तू ကလေမမှတ်မိဘူးဆိုတာသမီးရဲ့ဟိုဟာလားအဲ့ဒါတော့အခါတက်နေလို့ပဲဟုတ်ကဲ့စီးပညာရဆိုတော့မမှတ်မိဘူးဆိုတာကမှတ်မိတယ်မမှတ်မိဘူးဆိုတာဝါရော့တက်ပဲဟုတ်ကဲ့ဆရာကြီးဝါရော့တက်ကမြန်မာတိုင်းရင်းစီးပညာရဆိုအခါတက်ပဲဟုတ်ကဲ့ဆရာကြီးအဲ့ဒီအခါတက်သိနေနေလို့ဟုတ်ကဲ့ပါဆရာကြီးနော်ပါဇက်ကလည်းအခါစားပြရမယ်ပါဇက်ကအခါစားပြီးသလိုနှာခေါင်းလည်းအခါနဲ့လေးရှူပြရမယ်ဟုတ်ကဲ့ပါဆရာကြီးနှာခေါင်းအခါနဲ့ရှူသလို မျက်စိကအခါမှတ်သမျှရဲ့ဓာတ်ချက်အရောင်ကအဝါတွေဟုတ်ကဲ့ပါဆရာအဲ့ဒီအဝါကိုသုံးစရာမယ်ဟုတ်ကဲ့ပါဝိတဲ့ဝေစားခေါင်းစွတ်ခြေနှောင်းအိမ်မှာတတ်ထားတဲ့လိုက်ကအဲ့လိုမျိုးလေးတွေအကုန်လုံးအဝါသုံးဖို့အပြာဟုတ်ကဲ့ပါဆရာတကူအဝါနဲ့အပြာဟုတ်ကဲ့ပါဆရာအဲ့ဒါကိုသုံးဆဲပြီးလို့ရှိရင်အဲ့ဒါကြီးကြည့်နေရတာနဲ့ကိုသူဆဲတဲ့မှာချမ်းသာမယ် ဟုတ်ကဲ့ပါဆရာအများကြီးတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီစာဝါနာခင်ပြရရှင်းကြပါစီညဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင် ကမထက်ထက်အောင်ပါဟုတ်ပြီ33နှစ်ပါဆရာကြီးရွေးကောင်းနေတော့မေးကြဟုတ်ကဲ့ပါဆရာကြီးနေပြီးတော့ပါဟုတ်ပြီဗျာဆေးအယောင်းဝန်တန်းပါဆရာကြီးဆေးအယောင်းဝန်တန်းဟုတ်ပြီ ဆရာကြီးရှင်တဲ့အစာရင်ယောဂါဖြစ်တာတဲ့ငါးနှစ်နီးပါရှိနေပါပြီတဲ့ဟုတ်ပြီဆေးတောက်လိုက်ပြောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်တဲ့ဟုတ်ပြီအခုတဲ့ဘိုက်ဘဲဘဲချမ်းယောညာဘဲချမ်းယောအဆိုင်ဘေးယောတဲ့နောက်ကျောယောတဲ့အောက်ပါတယ်တဲ့ခန္ဓာကိုယ်အပေါ်တစ်ပိုင်းလုံးချက်အပေါ်တစ်ပိုင်းလုံးမှာဟုတ်ကဲ့ခံစားနေရတာပါခံစားနေရဟုတ်အဲ့ဒါတကယ်တော့အသက်ဝဝရှူတာနဲ့ကိုတက်တာတက်တယ်သူဟုတ်ကဲ့ဆရာကြီးနော် အသက်ရှူတာကိုအောင်နာမယ်ဆိုရင်အန္တရာယ်ရှိတယ်။တချို့ကစိတ်တစ်ခုပင်ပန်းလာလို့ရှိရင်သတိထားကြည့်။ပင်ပန်းသွားပြီဆိုရင်အသက်မရှူတော့ဘူး။ဟုတ်ကဲ့ဆရာ။ဘေးကနေဟဲ့ဘာလို့နေလဲပြီးတော့မှရှူအသက်ဆိုရင်အဲ့ဒီမှာအသက်ဆိုတာဘာခေါ်တာလဲ။လေပါဆရာလေပေါ်တယ်မြေဟုတ်ကဲ့ဆရာလေဘောကရှူရမယ်ဟုတ်ကဲ့ဆရာတွေ့တာလေတက်ပြတ်တာဟုတ်ကဲ့ဆရာနှာခေါင်းကရှူသိမ့်မယ်ဟုတ်ကဲ့ဆရာ ပါဇက်ကပြန်ထုတ်မယ်ဟုတ်ကဲ့ပါဆရာဟာအကုန်ထုတ်ယူသွင်းဟာပြန်ထုတ်အဲ့လိုအကျိတ်20လောက်လို့ဟုတ်ကဲ့ပါဆရာအားပါလို့နော်ခဏလေးထိုင်လို့လိုက်ပြီးရင်သွားရရှိသွားလှုပ်ရှားရှိလို့နှစ်နာရီလောက်နေတခါလို့အဲ့လိုလို့ရှင်ကို3ရက်လောက်တင်ပါဦးဒါတက်တာတော့မှာဟုတ်ကဲ့လေငတ်နာသူတကယ်တော့ဟုတ်ကဲ့ဆရာလေငတ်နာလေပြက်နေတာဟုတ်ကဲ့ပါဆရာနော် သူကသူကရေးထားတာအာထရာဆောင်းရိုက်တော့တဲ့အစာအိမ်ရောင်တယ်လို့သိရပါတယ်ဟိုအဲ့ဒါတော့ဟိုကပြောမှာဒါရှာဖွေတဲ့ညစ်နေရှာဖွေတော့မှန်ပါပဲဟုတ်ကဲ့ဆရာရောင်တယ်ဆိုတာလည်းပြရတော့လီထိုးထားတော့တင်းနေတယ်လို့ပဲပေါ့ဟုတ်ကဲ့ဆရာဒါဝါရော့တက်ပြတ်ထားပါပဲဟုတ်ကဲ့ဆရာအယူဆအတူတူပါပဲဟုတ်ကဲ့ပါဆရာစေးတော့ရင်းနဲ့ဘိုက်အောင်တာတက်တာပဲတဲ့နောက်ကျောကအောက်ပါတယ်တဲ့ဟုတ်ပြီဘယ်လက်ချီဇက်ကျော်ထီးတဲ့ကြိုက်ပါတယ်တဲ့ဟုတ်ပြီ ဲ့တော့နောက်ကြောအောင်တက်တာအောင်လို့လေးစေးပဲကြံတော့တာပေါ့နော်ခုနကလေးရှူရတယ်ဆိုတော့ဟာလေးရှူမယ်လေဟုတ်ကဲ့နောက်လေးစေးလေးလိမ့်မှာလေးစေးလေးဟာလေးစေးကနှစ်မျိုးရှိတယ်အပူအေးမှာအပူဆိုဘာမှမလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာဥမာနတ်သဖြူတော်တော်ကြီးတော်မလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာအိမ်မှာရှိတဲ့တဏ္ဍာကရမဲ့ဟုတ်ကဲ့ပါဆရာအဲ့လိုလိမ့်ပြီးပါနော်ဟုတ်ကဲ့ပါဆရာလိမ့်လဲလိမ့်မယ်လိမ့်ပြီးတိုင်းလိမ့်ပြန်လည်းပဲတကောတကောရက်ပါဟုတ်ကဲ့ပါဆရာအဲ့လိုလို့ရှင်ကိုတက်တော့တက်တာဒီနဲ့အကုန်ကြမများပဲ ပြောက်သွားပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ပြရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေခွန်းရှင်ကဒေါ်တန်နာထွန်းပါဟုတ်ပြီဗျာအသက်က40ပါဆရာကြီးအရွယ်ကောင်းနေတော့မေးရဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီမလေးရှားမှာပါတဲ့စားတောက်ဆိုင်မှာလုပ်ပါတယ်တဲ့အော်စားတောက်ဆိုင်ဆိုတော့အညွန်နဲ့တော့ဘယ်လိုမှကြည့်အောင်မဟုတ်ဘူးဟုတ်ကဲ့ရှင် ဟုတ်ပြီဆရာကြီးရှင်တဲ့အခုနှစ်လလောက်အတွင်းနဲ့ကိုယ်အလေးချိန်တအားတက်လာပါတယ်တဲ့အဲဟုတ်သူကအသားရေကတဲ့မွဲမွဲကြီးခြောက်လာတယ်တဲ့အဲမကောင်းဘူးဟုတ်ကဲ့ဆရာတက်လာတဲ့အသားတန်တန်ရှင်ရှင်သွေးတန်တန်နဲ့သွေးရနေအသားကူတော့သွေးတန်တန်နဲ့ဝါဖြူလိုက်အသားကြီးရမှာပေါ့ဟုတ်ကဲ့ဆရာသွေးကသူကမတန်မှုဖြစ်မယ်လေဟုတ်ကဲ့ဆရာမတန်မှုဆိုတာသွေးမတန်မှုဆိုတာသွေးထဲမှာကိုအဲ့လို အညီကြီးတခုရှိနေမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီကဘယ်ရရလဲဆိုအစားပဲရတာပဲဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အဲ့အစားဥစားပြင်ပါလို့ဟုတ်ကဲ့ပါဆရာကြီးเนาะဘာပြင်ရမလဲဆိုရင်အကြော်ဒီအဆက်ဒီရှောင်းမှာအပူလေးရှောင်းမှာအချင်းနဲ့အခါလေးကိုမျှတအောင်စားပေးစမ်းပါလို့ဟုတ်ကဲ့ပါဆရာကြီးเนาะလိမ့်စီလေးလေးပဲလိမ့်ပါဟုတ်ကဲ့ပါဆရာကြီးလက်သဖြူတောင်တန်းကြီးတောင်တန်းကလေးကိုမလိမ့်ပါနဲ့တနခါကရမယ်လေးလိမ့်ပါ လိမ့်ပြီးတခါကြရမယ်တကောတကောလေးရက်ပြီးပါဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးကစီဖြစ်ပါလိမ့်မယ်သမီးရဲ့လို့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးဗီဒီယိုတွေတဲ့ကြည့်ပြီးတော့တဲ့ရေများများတောက်ပါတယ်တဲ့အဲ့ဒါဆက်တောက်ပါဟုတ်ကဲ့ပါဆရာကြီးဝမ်တအားချုပ်တယ်တဲ့အင်းရေးလည်းပြက်တယ်တဲ့အဲ့ဒါကတော့အလုံးသိပ်များတဲ့သူတွေကဝင်ကသွားကြည့်မိမယ်လို့ချုပ်ထားတာသွားကြည့်မပေးနိုင်ဘူးဟုတ်ကဲ့ဆရာကြီးအောင်းတာလည်းပေါ်တယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုအောင်းရင်အောင်းနဲ့အောင်းမှများတဲ့အခါကျတော့ ်ဝဲကချုပ်ထလာပေါ့ဟုတ်ကဲ့ပါဆရာချုပ်ပြီးစမင်းဖြစ်တတ်တယ်ဟုတ်ကဲ့ပါဆရာကြီးနော်အဲ့ဒါတော့စင်ကြရမယ်လို့ပြောတာဟုတ်ကဲ့ပါဆရာကြီးအခုတည်းရုပ်မွဲချောက်သွားတာမွဲချောက်လာတာကိုကြောက်လို့ပါတဲ့ဟုတ်ပြီဟုတ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။မွေးချောက်တာကိုမွေးချောက်တာကိုကြောက်လို့ပါတဲ့။အော်မကြောက်ပါနဲ့လို့နော်။ဟုတ်ကဲ့ပါဆရာကြီး။အခုပြောတာလေးပြင်လိုက်လို့ရှိရင်တိတာတက်တာတော့မှာပါလို့။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ကောင်းပါပြီဗျာ။ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုမြတ်မင်းအောင်ပါဆရာကြီးဟုတ်ပြီဗျာအသက်38နှစ်ပါဆရာကြီးအရွယ်ကောင်းနေနော်ဟုတ်ကဲ့ပါဆရာကြီးမေခွန်းမင်းဒီရွယ်ရည်အမျိုးသားဆိုတောင်းတောင်းမြီကိုကျမ်းမာနေရမယ့်ရွယ်နော်ဟုတ်ကဲ့ပါဆရာကြီးညဝရီရပါတဲ့ဟုတ်ပြီရုံးလုပ်ငန်းလုပ်ပါတယ်တဲ့ဆရာကြီးခင်ဗျားတဲ့သွေးနှင်းနဲ့စတိုးနေပါပြီတဲ့ ဟုတ်ပြီဒါမဲ့ तू ပြောတာ तू ရေးထားတာ120 80ပါဆရာကြီးဟုတ်ဒါတိတ်အစိုးရမဟုတ်ပါဘူးဟုတ်ခေါင်းမကြီးတဲ့ခေါင်းနှောင့်နေပါတယ်တဲ့ညံရိုးကြိုက်တယ်လို့လဲခံစားနေရပါတယ်တဲ့အမြင်အာယုံလဲတိတ်မကောင်းပါတဲ့ဟုတ်ပြီတက်တာပြောက်ကင်းနိုင်မဲ့နီလန်လေးသိကြပါလေခင်ဗျာဟောအဲ့ဒါတော့လွယ်လွယ်လေးပဲဟုတ်ကဲ့ဆရာကြီးနော်အပူအေးနှစ်ခုရှိတယ်မြမတိုင်းရေးစီပြင်ကြပါပူရာတွေမှန်သမျှအကိုရက်ပါလို့ဟုတ်ကဲ့ပါဆရာ။နော်အရေးတောက်သလားအရေးရက်ပါ။ဟုတ်ကဲ့ဆရာ။စိတ်တောက်သလားစိတ်လေးရက်ပါ။ ကွန်စားသလားကွန်ရက်ပါဒါပေမဲ့မလို့ရတော့စားရရှိတယ်ဒိန်ချင်းလို့တောက်ပါထင်းရဲ့လေးနဲ့ဟုတ်ကဲ့ပါရေခဲမပါမကြီးသေးထင်းရဲ့ဖြော်ရည်လေးတောက်ပါနော်ဥမာတီးဆုံချင်းလေးချက်စားပါဟုတ်ကဲ့ပါဆရာအစာလဲစီစီလေးအစာအစာလဲစီစီလေးအစာဆိုတာလူတွေကပြောတာပြောတယ်တကယ်တန်ဖိုးထားတာကြောင့်နေတယ်ဟုတ်ကဲ့ပါဆရာအစာကိုစီးအဖြစ်စားရရင်တကယ်ကိုစီးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်ဆရာတို့လည်းမိဖို့ကြောင့် စီကန်းလို့မြင်ကြပါတွားလို့ရှိရင်ဈေးချင်းအောင်ဒီစီချင်းအောင်ပြောင်းဝယ်ကြပါလို့အချိန်ချင်းတိုက်တွန်းပါလေအခုလည်းတိုက်တွန်းလိုက်ပါလေဟုတ်ကဲ့ပါဆရာနော်အဲ့လိုပြင်လိုက်လို့ရှိရင်စီကန်းသွားတာတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာဆရာအမြင်အာယုံသိပ်မကောင်းတာစီးနေလို့လားဆရာအဲ့ဒါတော့မျက်စိဆရာအောင်လည်းပြတဲ့နေဟုတ်ကဲ့ပါဆရာနော်နောက်တစ်ခုကအယောင်တွေကိုကြည့်တဲ့အခါမှာ တယ်လီဖုန်းတိတ်ပွင့်ရင်လည်းမျက်စိအာရုံအားနေမှာပဲဟုတ်ကဲ့ပါဆရာဘာကြည့်ရမှာလဲဆိုရင်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူသုံးခုပစ္စည်းတွေမှာအပြာနဲ့အဝါမျက်စိအားပေးပါတယ်ဟုတ်ကဲ့ပါဆရာဥမာကိုဝတ်တဲ့အဝတ်စားအေးခဲဟုတ်ကဲ့ပါဆရာ။ကျွန်တော်ဟုတ်ကဲ့ပါဆရာ။အဲ့ဒါစပြီးတော့အဝါနဲ့အပြာပြင်လိုက်လို့ရှိရင်တိတ္တာတက်တာလာပါလိမ့်မယ်လို့။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးစာဝနာခင်ဘုရားရှင်းကြပါစေ။